ယူနိုက်တက်ရဲ့နေရာဒီပထမဆုံးကစားမခေါ်ယူမှုဖြစ်လာတဲ့ကိုညာပရိသတ်များလုံးမဲ့မိလာများမန်ချက်စတာဘွားဆောင်ကနေအားလုံးကိုပြလိုက်ကြိုလိုက်ပါတယ်မန်ချက်စတာနိုင်ငံတင်ကတော့ကလပ်သင်းရဲ့နေရာဒီပထမဆုံးခေါ်ယူမှုအဖြစ်ဘူဘာဟန်နန်အသင်းရဲ့ဘရာဇီးတိုက်စစ်ကစားမမာတီးယားကိုညာကိုခေါ်ယူလိုက်ပါတယ်ကိုညာကတော့အသက်25နှစ်အရွယ်ကိုနေတိုက်စစ်ကစားမဖြစ်ပြီးတော့ဒီရာဒီမှာဘူဘာဟန်တန်အသင်းအတွက်အထူးချေဆွမ်းပြကစားနေတာပါဒီရာဒီမှာကိုညာကဘူဘာဟန်တန်အသင်းအတွက်ပြိုင်ပွဲဆုံး36ပွဲမှာ19ဂိုးသွင်းပြီး6ဂိုးဖန်ပြီးပေးထားနိုင်ခဲ့ပါတယ်ဒါကကိုညာရဲ့အကောင်းဆုံးရာသီတစ်ခုဆိုရင်လည်းမမှားပါဘူးဘရာဇီးသားဟာ ပရီးမီးယားလိနဲ့တော်တော်လေးအသားကျလာခဲ့ပြီးထင်ဆွမ်းပြနေကြတာပါ။ United ကတော့ကွန်ညာအတွက်ပြောင်းရွှေ့ခြေကိုအရေးကြတဲ့ပေးချေသွားမှာပါ။ United ကကွန်ညာအတွက်စာချုပ်ဖြတ်သိမ်းခြေပေါင်60.5တန်းကို Wolverhampton အသင်းစီကိုပေးချေသွားမှာပါ။တနင်္လာမှာဒီပမာဏကိုအရေးကြပေးချေဖို့သဘောတူညီမှုလည်းရရှိသွားခဲ့ပါတယ်။ကွန်ညာကတော့ကွဲလှယ်တိုက်စစ်နောက်ချန်တိုက်စစ်နေရာတွေမှာအကောင်းဆုံးကစားနိုင်တဲ့ကစားမတူဖြစ်လို့ United ရဲ့တိုက်စစ်ပိုင်းမှာရေးသွေးကောင်းတစ်ခုကိုပေါင်းထည့်နိုင်မှာပါ။ Brazil သားဖြစ်လို့ကွန်ညာရဲ့ဘောလုံးစကေးတွေ ဘောလုံးထိမ့်သိမ့်တာတွေကိုသွင်းတာတွေကပြောစရာမလိုအောင်ကောင်းပါတယ်။ကိုညာကတော့ပြင်မဲ့ area ထိတ်ကနေအပြင်ကန်ချက်တွေနဲ့မကြာခဏကိုသွင်းယူလေးရှိတဲ့ကစားမှာပါ။ United အသင်းက Premier League နောက်ဆုံးပွဲအဆင်အပြင်ဗီလာအသင်းကိုအိမ်ခွင်မှာနှစ်ဂိုးပြတ်အနိုင်ယူပြီးအဆင့်15နဲ့ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ United အသင်းဟာရာသီပိတ်ခြေစမ်းပွဲကစားဖို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားပွဲတွေ၊ပြောင်းရွှေ့တွေနဲ့စိတ်ဝင်စားပွဲရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။